မော်ဆုံနဲ့တောက်ကုန်ရဲ့အခြေအနေကလည်းစပြီးတော့ပြောင်းလဲသွားပြီရှောင်းနိုဖဲကတော့ထူးခြားသောလှမ်းမဲ့တယုံမှုကိုလစ်ရှူရပါတယ်သူတို့ကဟွန်ရရဲ့ရှေ့တွင်ရှင်းတော့မိကုန်းမေအဖိုးနှစ်ယောက်သာစိုက်ကြည့်နေပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီကိုတောင်းဆိုချင်ပါတယ်ထူအဖိုးနှစ်ယောက်ရဲ့ခန္ဓာကိုယ်ကတမန်လူတယောက်နဲ့ကွာခြားမှုမရှိတော့လေသူတို့ရဲ့မျက်လုံးများထဲရင်တော့ဘာခန်းစားချက်မှမရှိပါဘူးတို့ရတဲ့ထူအဖိုးနှစ်ယောက်ကလည်းစိုင်းခန္ဓာကိုယ်များဖြစ်ကြအောင်ရှောင်းနိုဖဲကခန်းစားမိနေကြပါတယ်ဒီခွေးကောင်တော်ကတိုင်းသူတို့ဆိုင်အစိုင်းခန္ဓာကိုယ်တွေကိုဘယ်ကနေရှာလာရလဲ ဘာကြောင့်ဒီလိုပညာရှင်တွေကသူတို့ကိုကူညီပေးနေရလဲဂူဟာမြောက်ချုပ်ပြီးတို့တို့လေးချိန်ဆလိုက်ပါလေဂူချန်းကထိုးကြီးကနေရောက်ဆက်ကြည့်နေပါလေခဏကြာပြီးတော့သူကခေါင်းဟပ်ပြီးပြောလိုက်ပါလေဘာလို့လဲဆိုတော့သူတို့နှစ်ယောက်ကလည်းဟုံကလန်လူတွေဖြစ်နေလို့ပဲသူတို့ကတိတ်သွားနေမယ်သူတို့ရဲ့ဝိညာဉ်ကတော့ကောင်းကင်အုပ်ကူကြီးကြောင့်ဆက်ပြီးတော့ရှင်းနေသေးတယ်ကြည့်ရတော့သူတို့နှစ်ယောက်ကတေချာပြစ်စင်သားရဲ့ထင်တယ်ဂူချန်းကဖျင်းဆွမ်းနေခေါင်းကြီးပြလိုက်ပါလေသူကလည်းစဉ်းစားနေပြောလိုက်ပါလေလူခွဲပြီးထွက်ပြေးကြတာပေါ့တိုင်းသူတို့ဇင်နှစ်ယောက်သူတို့ကစွန့်ရင်ခဏကိုအစ်မယ်ရှင်းနေပြီမဲ့မတို့ကသူတို့ရဲ့ပြန်ပြန်မဟုတ်ဘူး တို့ကထိုက်တာရင်ဆိုင်မယ်ဆိုရင်တော့အနိုင်ရစရာအခွင့်အရေးနည်းနည်းလေးတော့ရှိမှာမဟုတ်ဘူးသူ့ရဲ့စကားကိုကြားတဲ့အခါအကုန်လုံးကလည်းတက်စစ်သွားပါတယ်သူတို့ကထုံနေအောင်လှုပ်ပေးခဲ့တိမှာအတော်လေးကိုဆိုးရသွားလိမ့်မယ်လို့ထင်မှားခဲ့ပါဘူး။သူတို့ကထုံနေအောင်ရလောက်ရမယ်အခက်အခဲများစွာကိုကြုံနေခဲ့ရပါတယ်။ရှောင်းကလန်ကပျက်စီးသွားပြီမဟုတ်လား။မိကောင်းဝယ်ဖိုးကရှောင်းကိုစိုက်ကြည့်နေပါတယ်။အကုန်လုံးကတဆင်းနေတဲ့ချိန်နဲ့သူကပြောလိုက်ပါတယ်။အကြီးကဲဟုန်တော့ရှောင်းကလန်ဆိုတော့မရှိတော့ပါဘူး။ဒါပေမဲ့ဒီကောင်လေးကဒီအဆင့်ထိရလောက်အောင်သူ့ဆွမ်းတဲ့သူချိုးသွားလာတာ။ဒါကြောင့်အကြီးကဲကဒီချိန်သူ့ကိုရှင်းပြမှရမယ်။ မောင်းရင်ရှောင်းကလန်းပြန်ပြီးတော့မြင့်တက်လာနိုင်တယ်။ဟုံရအချင်းတွေကိုရိုးတင်နဲ့ရှင်းပစ်လိုက်ပါတယ်။သူကမွေးရပါဆောင်းကိုအောင်မကူခဲ့ဘူး။ထို့စကားကိုကြားတဲ့အခါအကြီးကဲဟုံသွားရင်မျိုးလုံးထက်ရင်အံဦးများပြင်းထန်လာပါတယ်။သူကချက်ချင်းခေါင်းညှိပြီးပြလိုက်ပါတယ်။ဒီလိုဆိုမှတော့သူ့ကိုလည်းတေးကြပါဦးရှင်းပစ်ရမယ်။ကောင်းပြီလေ။စကားတွေထပ်မပြောတော့ဘူး။သူတို့ကိုတက်ပြီးတော့မြန်မြန်ထွက်သွားကြအောင်။ဒီနေရာအဲ့နေရာနဲ့အရန်ကိုနေလို့နေ။တကယ်လို့ငါတို့ကတည်းကအချိန်ဆွဲနေမှဆိုရင်တခုခုဖြစ်သွားနိုင်တယ်။ အချာမီကုန်းကိုပဲအကြီးကတဲ့ကလုံးဝချုပ်ပြီးလေးနဲ့နဲ့ပြောလိုက်ပါတယ်ထိုအကြီးကဲစကားကိုကြားတဲ့ခါဟွန်သွားရင်မျိုးလုံးများလှောက်လာပြီးခေါင်းညစ်ပြလိုက်ပါတယ်သူကလည်းရှေ့ကိုဖင်းဆောင်နေရှောက်တော့ပြီးသူကရှေ့ကိုရောက်လာတဲ့ချိန်တွင်လေဟန်နဲ့ကအလွန်ပြင်းထန်စွာလှောက်လာပါတယ်စွိုင်းပုံလေဟန်နဲ့စွားများလေသူရဲ့ခြေထောက်မှာပြင်းလာပါတယ်ပြီးတော့ဟွန်သွားကလှောက်လာတဲ့ကိုမျက်နှာခါကူချင်းကတူတူလေးအော်လိုက်ပါတယ်သူကရင်းဆုံးဥဆောင်ပြီးဘက်ဘက်ကိုထွက်ပြေးသွားပါတယ်တစ်ချိန်တည်းလှုပ်လို့ပင်ရှောင်းတို့ကလည်းတနေရာစီကိုပြေးလိုက်ကြပါတယ်ပိန့်လုံထားလိုက်တော့ရှောင်းတို့ဖဲကထွက်ပြေးကြအောင်မြင်လိုက်တဲ့ခါယခုချိန်ကြီးမလှောက်ရသေးတော့မိကုန်းပဲအကြီးကအေးဆက်စွာနဲ့ပြောင်းလိုက်ပါတယ် သူကစင်လက်သေးကိုဆောက်လိုက်ရပေထောင်အတွင်းရှင်းနေတော့ဆုညာတမရရုတ်တဲ့ရင်းသက်တော်ပါတယ်အချိန်ကပင်ရုတ်တဲ့ရတန်တော်သူလိုထင်မှားရပါတယ်ထူရတဲ့နေတော့လေခံနေတဲ့ရင်ရှောင်းတို့ဖက်ရတယ်ရုပ်ထုမြတ်ပေါ်မှာဖြစ်တော်ကြပါတယ်သူတို့ရဲ့မျိုးလုံးထဲနဲ့ထိုင်လုံးများပြင်းနေပါတယ်ထူရအဆွမ်းထက်တိုင်းသူတို့စင်တယောက်ရဲ့အဆွမ်းလားသူတို့ကစိတ်ကူးနေပင်လေခံနေကိုထိန်းချုပ်နိုင်ပါတယ်ထူလေခံနေတဲ့နေအချိန်နဲ့လေခံနေကလည်းသူတို့ရဲ့ထိန်းချုပ်မှုအတိုင်းသာဖြစ်ပါတယ်ရှောင်းတို့ဖက်ရရသောကြောင့်မြင်တဲ့အခါခုံရအာအပါရိုက်ပါတယ် အကယ်၍သူတို့ကသာထုံလူငယ်များကိုထုံနေရရင်တက်ပစ်လိုက်မယ်ဆိုရင် Google ရဲ့လူငယ်များထဲတွင်ကွာဟောင်းမှုကြီးတစ်ခုဟာပေါ်လာပါလိမ့်မယ်အကယ်၍ထိုကဲ့သို့အဖို့တန်သောမျိုးဆက်များကိုဆုံးရှုံးရမယ်ဆိုရင် Google လိုရှင်းအောင်ကလိုင်းတစ်ခုတွက်ပင်အတော်လေးကိုထိချက်ပြင်းပါတယ်ဟုံရရဲ့ရင်ထဲတွင်ကျင်းနေတဲ့အုံရတစ်ခုကပေါ်လာစဉ်ငိမ့်တက်နေသောလေဟန်လေးထဲမှာအလုံးမယုံပူလောင်သောရွှေအောင်မီးရတစ်ခုကထွက်ပေါ်လာပါတယ်။ထုံပြီးတော့ပြောင်းဝင်ထဲမှာနူလာသောဇာမီးတစ်ခုကဲ့သို့ထင်မှတ်ရပါတယ်။ထိုခဏတွင်စွဲရင်များလည်းငိမ့်တက်နေတဲ့လေဟန်လေးထဲမှာပောက်ကွဲထွက်လာပြီးဆက်တင်လှူရှားလာပါတယ်။ရွှေအောင်မီးရရဲ့ပောက်ကွဲမှုကြောင့်ခန်းညော့မီးရောများလည်းလှူရှားနေတဲ့လေဟန်လေးထဲတွင်ချက်ချင်းပောက်ကွဲထွက်လာပါတယ်။ ကျောက်ဆရာကောင်တဲ့အပူချိန်ရမြစ်တလာရဲ့အတွက်လှိုင်းခက်များလေပိုးအပြင်ပြင်းထလာပြီးလေခါနယ်ကြီးကပင်မတိမငြိမ်ဖြစ်လာပါတယ်။လေခါနယ်ကမတိမငြိမ်ဖြစ်လာတဲ့အချိန်တွင်ဂူချင်းရတို့ကလည်းသူတို့ရဲ့ခံတော်တဲ့အရှိန်တော်ဒွချီဆွမ်းရည်များကိုလက်ပလက်ကြပါတယ်။သူတို့ကပူးဝင်လိုက်တဲ့အချိန်တွင်တော့အထုံးတော်မှလျှော့လာခဲ့ပါတယ်။တို့ရတဲ့ယခုချိန်တွင်တော့သူတို့ကလူခွဲပြီးထမပြေတော့ပါဘူး။သူတို့ကစူးစိလိုက်ပြီးမြနာပေါ်နေလဲဆွေးမှုများပေါ်နေပါတယ်။အစောပိုင်းတက်ခတ်မှုရထိုတိုင်းသူတို့စင်နှစ်ယောက်ရဲ့အရှိန်တွင်ထွက်ပြေးခြင်းကအလုံးဖြစ်ကြအောင်သူတို့ကလည်းနားလည်လိုက်ပါတယ်။ထို့ကြောင့်သူတို့ကပြန်လည်ခုခံမှသာသူတို့အတွက်အခွင့်အရေးရှိပါလိမ့်မယ်။ ရှောင်းတို့ဖက်ရသူတို့ရဲ့ဆွမ်းနဲ့လေဟန်နဲ့ထဲမှာလွမြောက်လာကြအောင်မင်းနဲ့ခါမိကုန်းဝေအဖိုးနေရာမှာအံ့ဩသွားပါလိမ့်မယ်မင်းတို့မှတကယ်ပဲဆွမ်းရရှိတာပဲဒါပေမဲ့ထားမလွန်လောက်သေးဘူးဟုံတောင်းကအစ်စစော်နဲ့ရလိုက်ပါလိမ့်မယ်သူကပါဇက်ကြီးကိုဟားလိုက်ရအနေအောင်တိုင်နေကြီးများထွက်ပေါက်လာပါလိမ့်မယ်ထွန်းတော်ထွန်းတွင်တဲ့ကြီးကပေးတဲ့တောင်းခန့်ကြီးမတော့အနေအောင်စပုံမွေကြီးတစ်ခုံအဖြစ်ဆူးယူလာပါလိမ့်မယ်သူစဘုံမကြီးကအမိကိုလှမ်းလဲတဲ့ချိန်တိုင်းလေဟန်နဲ့တည်းအကွက်တက်များကိုကြားနေရပါတယ်။အေယာမစဘုံမကြီးရဲ့တက်ခတ်မှုကြောင့်လေဟန်နဲ့ကပင်ပျက်စီးသွားပါတယ်။ထို့ကဲ့သို့ကျောင်းမဖွဲ့ကတက်ခတ်မှုကြောင့်ရှောင်းတို့ဖွဲ့ရတဲ့အတီးတောင်မျက်နှာပတ်သွားပါတယ်။ တိုင်းသူစင်တယောက်ဟာအတော်လေးကိုကြောက်စရာကောင်းလာပါတယ်ထိုရာဆိုင်းခံတော်တစ်ခုသာဖြစ်ပါတယ်အကယ်၍အစ်မအတိုင်းသူစင်တယောက်သာတွေ့ရမယ်ဆိုရင်ထိုတိုက်ပွဲကဘယ်လောက်ထိကြောက်စရာကောင်းပြီဖြစ်ကြအောင်တွေ့ကြည့်လို့ပင်မရနိုင်ပါဘူးအတူတူတိုက်ခိုက်မယ်လေဟန်လေးကိုထွေးပေါက်လာတော့အေးမအနိုင်အောင်စပုံမွေကြီးကိုကြည့်ရင်ဂူချင်းရဲ့ရင်ထဲတွင်အန်ရငွေတက်မြောက်ခံစားရပါတယ်သူ့ရဲ့ဆွမ်းနဲ့တိုင်းသူစင်တယောက်ရဲ့တိုက်ခိုက်မှုကိုကောက်ွင့်ရင်အလုံးမုံခဲခဲလာပါတယ်သူတို့စင်းတဲ့ဝိဇ္ဇာတွေရဲ့ကွာဟမှုကအလွန်ကြီးမားလွန်းလာပါတယ်။ခုချင်းရဲ့အော်တန်ကိုကြားလိုက်ခါအကုန်လုံးကလည်းခေါင်းညှိပလိုက်ပါတယ်။ သူတို့ကသူတို့စင်ရှူတောင်းလဲတိုက်ခိုက်ခဲ့တဲ့အချိန်တွေမှာထုခဲ့တူတော့သေဆုံးခြင်းအမှုတ်တက်မြောက်မခစားမိခဲ့ပါဘူးအကဲသူတို့ကဒါပူအောင်ပြီးမတိုက်ခိုက်လင်ထုံရတဲ့တေတော်ကြရတော့မီဖြစ်ပါလေဟိုးရှောင်းကတမင်ချလိုက်ပါလေရှောင်းကလည်းကုန်းကင်မီသုံးတယ်အတင်းမောင်းကျင်းနေတော့အဆောင်ကိုတုံးလာပါလေစွမ်းရည်များလည်းသူ့ရဲ့ညာလောက်ပေါ်နေအလုံးအလိမ့်မဆောင်နဲ့ဆူရလာပါလေထုခဲ့တူဆက်ရှိတော့ပညာရှင်တယောက်နဲ့ဆန်ရတဲ့အချိန်တွေသူတို့ကသူတို့ရဲ့တယောက်မှတိပုလိကျင်ကလည်းလုံးဝအချိန်မရတော့ပါဘူးသူတို့အလုံးကအသက်ရှင်ရန်အခွင့်အရေးနိုင်ငံလေးတွေအဆောင်ကိုစူးစမ်းတာရှိတော့ပါလေ ရှောင်းကဆောင်းကိုတက်ခဲလေးတဲ့ချိန်တွင်ဂူချင်းရန်ရွှေရနဲ့အခြားလူများရဲ့ခံလို့ရရင်ရှိတော့ဒူချီဆိုင်းများလည်းစတင်မြင့်တက်လာပါတယ်။အဆန်းနဲ့ဒူချီဆိုင်းရဲ့ဖီးအားများကြောင့်သူတို့ရဲ့ပလက်ရင်လည်းလေပွကြီးတစ်ခုမှဖြစ်လာပြီးပလက်ရင်ရှိတော့ကြောက်တုံးကြီးများအပြင်ပျက်စီးသွားပါတယ်။အစင်းမြင့်ကောင်းကင်ဖန်တီးခြင်းလိုပါအနှဲရောက်လင်းဆောင်းတစ်ခုကရှောင်းဝဲလိုပါပေါ့တယ်။အလုံးလေးများစွာနဲ့ပေါ်လာပါတယ်။ထို့နောက်ယုတ်ရက်ဆူသူတို့မြင်သူရှိရင်ရှိတော့လေခါနဲ့ကိုရိုက်ချလိုက်ပါတယ်။လောကလေဟန်နယ်ထဲကိုကြောက်ထားပြီးအနှဲရောက်လင်းတစ်ခုကလည်းအလုံးလေးများစွာနဲ့ပြန့်နှံ့လာပါတယ်။ တိတ်ဆိတ်ချင်ဖြက်စီးလက်ညိုရှောင်းကထန်းဆင်းဒုတိုင်းမညာကိုတုံးလိုက်တဲ့အချိန်တွင်ရွှင်းရဂူချင်းရနဲ့အချောက်လူများလည်းတူညီတော်ဒုတိုင်းမညာတစ်ခုတည်းကိုတုံးလိုက်ကြပါတယ်။ထိုရဂူရောက်တော့ထန်းဆင်းဒုတိုင်းမညာတိတ်ဆိတ်ချင်ဖြက်စီးလက်ညိုပဲဖြစ်ပါတယ်။ထိုအချိန်တွင်အေမအနိုင်ရောလက်ညိုကြီးကလေခါနယ်ထဲကိုထိုးပေါ်လာပါတယ်။ထို့နောက်အနိုင်အောင်ဆောင်ရင်းကြီးနဲ့လညိုးကဒေဒဲကိုဖျက်သန်းလာတော့အေယာမအနိုင်အောင်စပယ်ဝင်ကြီးများကဲ့သို့ပြင်းထန်စွာနဲ့တိုက်ခိုက်လိုက်ပါတယ်။ကျောင်းမဖွဲကတိုက်ခိုက်မှုကြီးကြောင့်အလုံးအကျဲလုံးတော်ပုဂ္ဂိုလ်တိုင်းတို့ကလည်းထွက်ပေါ်လာပါတယ်။သူတို့ရင်ဆန်လဲနေနေရာမှာကျောင်းမဖွဲကဆွိုင်းမွန်တိုင်းတို့ကလည်းပြန်လာပါတယ်။ထို့ဆွိုင်းမွန်တိုင်းကြီးကကောင်းရင်ပေါ်ဖြစ်သွားပါတယ်။ ထိုးအချိန်တွေအနေအောင်အရေးကြီးတစ်ခုကမွန်တိုင်းထဲမှာနေရုပ်တရက်ထွက်လာပါတယ်ထိုးရရှောင်းနှုတ်ဖက်ကိုပြင်းထက်စွာနဲ့ရိုက်ချလိုက်ပါတယ်အနိကတေချာဆက်ကြည့်လိုက်မယ်ဆိုရင်တော့ထိုးရဇဘုံမွေကြီးရဲ့အမိဖြစ်နေကြောင်းတွေ့ရမှဖြစ်ပါတယ်ထိုးမီးပေါ်တဲ့အထမ်းအများပြင်းနေတော့လေရှောင်းနှုတ်ဖက်ကြောင့်ပျက်စီးသွားခြင်းတော့မရှိပါဘူးထိုးမွေမီးကအလွန်ကြောက်ရအောင်တော့ဖီးယားနဲ့အတူရှောင်းနှုတ်ဖက်ကိုတိုက်ခိုက်လိုက်ပါတယ်သူ့စီမှာထုံးမလာတော့အတန်လိုက်မြကြောင်းမင်းပေါ်ရင်းလဲပေါက်ကွက်သွားပြီးတွင်းမောင်ကြီးများဖြစ်ပေါ်လာပါတယ်ထိုးမွေမီးရဲ့အကြောင်းဖက်ကတိုက်ခိုက်မှုကိုခံစားမိတဲ့အခါရှောင်းနှုတ်ဖက်ရဲ့မျက်နှာဖြူဖြူဖြစ်သွားကြပါတယ် သူတို့ကထန်းဆန်းဒုတိုင်းမြများကိုတိုင်းနဲ့ထဲတွန်းလိုက်ကြဆိုတယ်ထိုးရောက်တက်စီနဲ့ချင်းမရှိသေးပါဘူးအဆုံးကုန်ကိုတိုက်ခိုက်လိုက်ကြဆိုဂူဟွာအန်ကျလေးပါတယ်ထိုးချင်းနဲ့မြေပြင်ကအပြင်းထောင်လှထားပါတယ်အကယ်၍ယခုလိုအချိန်မျိုးတွေသူတို့ကထွက်ပြေးမဲ့ဆိုရင်တော့အတော်လေးကိုနှုတ်ကြတော့ပြီဖြစ်ပါတယ်ရှောင်းကမျက်နှာပြနေပါတယ်သူ့ရဲ့လက်ထဲနဲ့ကောင်းဝင်မိတော့မြောက်လှည့်ပတ်လိုက်ပါတယ်ရှောင်းကရွေးချက်စရာမရှိတော့ပဲအဆုံးကုန်တိုက်ခိုက်ရုံဖြစ်ကြအောင်နားလည်နေပါတယ်ရှောင်းတို့ဖဲကတုတ်ပြန်ဆင်းရနေစဉ်အဝိရင်ရှိနေတော့လေခါနေကလှုပ်ရှားသွားပြီးလူတယောက်ကလည်းပေါ်လာပါတယ် သူကအင်ဂျီလာကိုဝင်လိုက်ရအောင်ရှောင်းတို့ဖက်ကလွတ်မသွားပြီကောင်းငယ်အခုကြီးရဲ့အတွင်းမိုင်းလေးကိုအလုံးလေးမဆောင်းနဲ့ရှောင်းသွားပါလေသူတို့စင်ရှုတောင်းရုတ်တရက်ရောက်တော့အခုကြီးကြောက်ရှောင်းတို့ဖက်ကလည်းအံသွားပါလေဝင်ရောက်ခုကြီးပေးတဲ့လူကိုမြင်တဲ့အခါရှောင်းကလည်းအံသွားပါလေသူတို့စင်ရှုတောင်းကသူတို့ကိုကယ်တင်ပေးလိုက်မယ်လို့ဘသူကမှထင်မလာခဲ့ပါဘူးတေစံဒီကောင်စုပ်လေးတွေကဘယ်ကနေရောက်လာလဲတကယ်လို့ဒီကောင်လေးတွေကသာဒီနေရာမှာအသက်ခံရကြအောင်တည်သွားမယ်ဆိုရင်ဟိုလူကနောက်တစ်ကြိမ်တေကြပေါ့သွေးနဲ့စစ်ကြောတော့မှာပဲသူတို့စင်ရှုတောင်းကရှောင်းတို့ဖက်ကိုလူလူရှုရပါလေ ်သူကနောက်တစ်ချိန်မျက်နှာပြပြနဲ့ချိန်လဲလိုက်ပါလေသူတို့စင်တော့အဆင်ရမယ်ငါတို့နှစ်ယောက်ရဲ့အရှိမအောင်သူရဲ့ကောင်လုချင်နေရလားမင်းကသိချင်နေရပဲရုပ်ရက်ထင်မှမထားတဲ့ပြောင်းလဲမှုကြောင့်တက်ခင်းနေတော့လူနှစ်ယောက်ကလည်းအံ့ဩသွားပါလေသူတို့ကလိမ္မာဆောင်နဲ့သတိပြောင်းလာပြီးဒေါ်ရဂျင်နဲ့ရလိုက်ကြပါလေထနောက်သူတို့ကချက်ချင်းအော်ပြလိုက်ပါလေချုံတော့ထားလိုက်စမ်းသူတို့ရောက်စီမှာအော်တန်ထပ်ပလာပြီးနောက်သူတို့စင်ရှူတောင်းရဲ့ခဏတော့ကရုတ်တရက်ညင်သက်သွားပါတယ်ထို့အချိန်နဲ့အကုန်လုံးကလည်းအောင်းနေပါတယ်တိုင်းသူစင်နှစ်ယောက်ကသူတို့စင်ရှူတောင်းအပင်မရှိနိုင်တဲ့အဆင်မျိုးရောင်းနေပါပြီမင်းကဒီဆွမ်းလောက်နဲ့ဝင်ပြီးတော့ရှုပ်ရဲသေးရလား ဟုံတော်တော်နှစ်ယောက်ဟာအစ်စစ်စော်နဲ့ရေးလိုက်ပါတယ်ထွန်းတော်သူကလေထဲကိုချလောက်ပြီးသူတို့ဆန်ရှူတောင်းရဲ့ရှေ့တွင်ပေါက်လာပါတယ်တဖန်သူတို့ကသူတို့ဆန်ရှူတောင်းရဲ့ခေါင်းလက်တင်နဲ့ထွချလိုက်ပါတယ်အကယ်၍ထူလက်တင်နဲ့သာတခက်ခံရမယ်ဆိုရင်သူတို့ဆန်ရှူတောင်းကချက်ချင်းတိတ်ဆုံးသွားမှာဖြစ်ပါတယ်တို့ရတဲ့ဟုံတော်တော်နှစ်ယောက်ရဲ့လက်တီးကသူတို့ဆန်ရှူတောင်းနဲ့ပေဝခန့်အကောင်ကိုရောက်လာတဲ့ချိန်တွင်ရုတ်တရက်ရေသွားပါတယ်သူတို့ရဲ့လက်တီးကရေသွားတဲ့ချိန်တွင်တိုင်းသူတို့ဆန်နှစ်ယောက်ရဲ့အမှုရအားလည်းပြောင်းလဲသွားပြီးဒေါ်ရဂျင်နဲ့အော်လိုက်ပါတယ်ကြည့်ရတော့ဒီကောင်းကင်အုပ်ကြီးထဲမှာဟုံကလန်ကလူတွေကရှင်းနေသေးရပါပဲ ဟိုတောင်းတော့နှစ်ယောက်ကဒေါ်ရကြီးအော်လိုက်ချင်းတွင်ရှင်အောင်ငွေတက်များပြင်းနေတဲ့အတန်တစ်ခုကဖင်းချင်းဆွမ်းနဲ့ထွက်ပေါက်လာပါတယ်။ထိုတန်းကပလိုက်ချင်းတွင်ဟိုတောင်းတော့နှစ်ယောက်ကဖဏိထားတော့လီဟန်နဲ့ကစတင်ပျက်စီးလာပါတယ်။ရှောက်ချုံးတော့ထိုးတောင်းကြတဲ့ခါဟုံတောင်းနဲ့အချားကြီးကရဲ့မျက်နှာပေါ်တွင်အလွန်ထိုင်လန့်နေတဲ့အမူအရာတစ်ခုကပေါ်လာပါတယ်။ရှောက်ချုံးဟုတ်လားဟုံတောင်းတို့နှစ်ယောက်ရဲ့ရေဦးတောင်းကိုကြားတဲ့ခါရှောင်းဝဲတကူလုံးကတုံ့ပြန်သွားပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကစဉ်းစဉ်နေတော့သွေးများလည်းထူးဆန်းစွာနဲ့လှုပ်ရှားလာပါတယ်။ထိုကဲ့သို့လှုပ်ရှားမှုကအလွန်မေရောရင်းနှီးလိုလာပါတယ်။ ထိုးချိန်နဲ့ရှောင်းတို့ဖက်ရှင်းရှင်းတော်လေခန်းနဲ့ကအလင်းကလျှောက်တော့ပြီးအစိမ်းဖျောက်ဝှစ်ဆုံတဲ့လူတယောက်ကတရစိမ့်နဲ့ပေါ်လာပါလေထိုလ်လူကပေါ်လာတဲ့အတွက်ကြောင့်ထူးခြားသောသဘာဝဖြစ်စဉ်များပေါ်မလာပဲထုံလျာနဲ့ရှင်းတော်လူတိုင်းကသူ့စီမှာလက်တီးတချောက်ပင်ခဏရှိပုံမရပါဘူးဟုတ်ကလန်တတော်မိုးစရာကောင်းတဲ့မွေးရပါဆွားပဲထလူကပေါ်လာပြီးခေါင်းမောလိုက်တဲ့ချိန်လေအလုံးမင်းကိုချောမောခန့်ကြပုံမရတော့လေထူချမ်းမှုရှိနေတဲ့မျက်နှာတစ်ခုကိုမြင်လိုက်ရပါတယ်သူ့ရဲ့အနှံ့အဆွေများလည်းပခုံးထင်းအောင်ရောင်းနေပြီးမျိုးလုံးများလည်းညံ့ညံ့ဆွေထမ်းမြတ်မှုကိုပြသနေရလားနမောက်တော့ပေါနေပါတယ်သူ့ရဲ့မျိုးလုံးများအလုံးမင်းကိုထူးဆန်းနေပါတယ် ရှောက်ရှုံးရင်းနှီးသောမျက်နှာကိုဆက်ကြည့်နေရင်ဟွန်တောင်းနှောင်းရဲ့မျက်နှာပေါ်နေလဲထိုင်လန်းမှုများအထင်သာပေါ်လာပါတယ်။သူတို့ကအလုံးအစွမ်းတော်လဲသူတို့ရဲ့ရှင်းရင်ရက်နေတော်လူကဒိုချီကောမေဂျီရဲ့ထိတ်ဆုံးတဲ့ရှင်းနေခဲ့သောလူတယောက်ဖြစ်ပါတယ်။ဒိုချီကောမေဂျီတခုလုံးနဲ့ပင်သူ့ကိုတိုက်ခိုက်နိုင်တဲ့လူကအနည်းစုသာရှိခဲ့ပါတယ်။အချိကဲဟွန်တောင်းရုတ်တရက်ပေါ်လာတဲ့လူစမ်းကိုကြည့်ပြီးဟွန်ရရဲအနေငယ်ထိုင်လန်းနေပါတယ်။သူကထိုလ်လူကိုမသိတော့လဲသူစီမှာတည်ဆုံးခြင်းအမွင့်တက်များကိုဝတ်တော်နဲ့ခံစားမိနေပါတယ်။ရှောက်ရှုံးကအစွမ်းတော်ထက်လိုက်မယ်။ဒါပေမဲ့သူ့ကိုကောင်းကင်အုပ်ကြီးကဖိနှိပ်ထားတယ်။သူကကောင်းကင်အုပ်ကြီးထဲမှာသူကထွက်လာခြင်းတို့ထွက်လာလို့မရဘူး။ ်သူကဆင်းလေးတစ်ချိန်ပဲထွက်လာလို့ရတယ်ပြီးတော့အဲ့ဆက်နေကလည်းဖြည်းပြီးတော့ပြီသူကလူကိုယ်တိုင်ထွက်လာလို့မရသေးဘူးဟုံတောင်းကလေးနက်နဲ့တပင်းချလိုက်ပါတယ်သူကရင်ထဲရှိထဲလင်းမှုများကိုဖိနေပြီးတူတူလေးပြလိုက်ပါတယ်ပြောရမယ်ဆိုရင်ငါတို့ရဲ့ရှေ့မှာရှိနေတဲ့ရှောက်ရှုံးကသူ့ရဲ့အစ်မန်ခဏကောမဟုတ်ဘူးပေါ့မိကုံးမေအဖိုးတယောက်ကမိလိုက်ပါတယ်ဒါကအဖိုးရဲ့ပုံရိပ်တစ်ခုတသက်ပဲဟုံတောင်းကအစ်စစော်နဲ့တုံ့ပြန်လိုက်ပါတယ်ထိုးချင်တဲ့သူကပိုးပြင်းရတင်းလာပါတယ်ရှောက်ရှုံးကဆွမ်းရတော့လေအရေးတစ်ခုထဲနဲ့သူတို့နှစ်ယောက်၆လရံတော့လုံးဝမဖြစ်နိုင်ပါဘူးမင်းရတကယ်ပဲအမင်းအောင်ရုံစူးရှောက်တော့ပဲ အဆန်းအဝယ်ဖိုးကပြောင်းလိုက်ပါလိမ့်ရင်သူကရှင်းရှင်းရှင်းတော့ဟွန်တောင်းနှစ်ယောက်ကိုကြည့်ပြီးပြောင်းလိုက်ပါလိမ့်ရင်ဒါပေမဲ့မင်းတို့နှစ်ယောက်ကကိုယ့်ကိုအထင်ကြီးလုံးနေရပဲကျေတော့ဘွေတိုင်းတော်ဆန်နှစ်ယောက်ကငါ့ကိုစကားပြန်ပြောဖို့အရေးချင်းတော့မရှိသေးဘူးအဆန်းအဝယ်ဖိုးကထိုစကားများကိုပြောလိုက်ပြီးနောက်လက်ကိုဖင်းချင်းဆော့နေမြှောက်လိုက်ပါလိမ့်ထိုအခါသူကဟွန်တောင်းနှစ်ယောက်ကိုချိန်ပြီးလက်တိကိုဆော့လိုက်ပါလိမ့်ဖျက်ဆီးလိုက်တော့အဆန်းအဝယ်ဖိုးကထိုစကားများကိုပြောလိုက်ပြီးနောက်ပေးတောင်းခက်ရှိတော့လေဟာနေကြီးကပျက်စီးသွားသည်ကိုမြင်လိုက်တဲ့အတွက်အကုန်လုံးကလည်းချက်ချင်းအောင်းသွားပါလိမ့်မမြင်ရတဲ့လက်ကြီးတစ်ဖက်လည်းရုတ်တရက်ဖြိုးလာပါလိမ့်ထွန်းတော့ဟွန်တောင်းနှစ်ယောက်ကိုတက်ခိုက်လိုက်ပါလိမ့် ပေတထောင်းကရှိတော့အလဲရောင်လက်ကြီးကရဲချလိုက်တဲ့အတွက်မြင်းပေါ်နေလဲဒရုံတုံဖျက်လာပါတယ်ထိုးချင်နေမြင်းပြင်းကြီးကလှုပ်ရှားလာပြီအကွက်ကြောင်မြလည်းမြင်းပေါ်နေပြန်လာလာပါတယ်ဒီမကောဆူကဘာလို့နောက်တစ်ချိန်ထွက်လာလဲထိုကဲ့သို့လှုပ်ရှားမှုများကိုအခြားသောအဆွမ်းတက်စွမ်းရင်ခံတော်များလည်းခံစားမိကြပါတယ်ဒေါ်ရတဲ့သူတို့ကယင်းနေ့တဲ့အဝတ်တောက်ကိုခံစားမိတဲ့အခါချက်ချင်းမျက်နှာပြသွားပါတယ်သူတို့ကခဏကြာစဉ်းစားနေကြပြီချက်ချင်းပေါင်းလိုက်ကြပါတယ်သူတို့ရဲ့ခံတော်ကလည်းတဖြည်းဖြည်းဝေဝါးသွားပြီးမရောက်ထဲတွင်ပေါင်းနေလိုက်ကြပါတယ်ဒါကဘလို့လုပ်ပြီးဖြစ်နိုင်ပါလဲလေဟာနေကပစ္စည်းတော်တီကိုကြည့်နေဟိုတောင်းနေရောက်လာလေအတော်လေးကိုအောင်းလေးပါတယ် ူတို့ကပင်ထုကတ်တို့ကြောက်စရံကုန်တော်လောဝချက်ကိုခန့်နိုင်မရှိကြပါဘူးပြီးတော့လင်းဟန်နိုင်ကပျက်စီးသွားပြီးအေယမအနိုင်ကိုလက်ကြီးကလည်းဖင်းချင်းဆွမ်းနဲ့ချင်းကလတ်တွေကိုမျက်နှာခါဟိုတောင်းလုံးတွေရောက်လာတယ်တင်းမင်းရဲ့ငွေ့တက်မြောက်ကိုခန်းစားမိလာပြီးဒီကုလုံးကတုံးရပါတယ်သူတို့ရဲ့မျက်နှာဖျော့ဖျော့ပြသွားပြီးဘာလို့မှလင်းမထားနိုင်တော့ပါဘူးတယောက်ကဟွန်ရောက်ဆွဲခုတ်ပြီးအခြားတယောက်ကတော့ဟုန်လီကိုဆွဲခုတ်ကထွက်ပြေးလိုက်ကြပါတယ်တို့ရတယ်သူတို့ရဲ့အချိန်ကသူတို့ရဲ့ထွေပေးမှုကချုံးဝေမှုမရှိပါဘူးအနိုင်ရောင်လက်ကြီးကြောင့်လေဟန်နိုင်ကပျက်စီးသွားခဲ့ပါတယ်ထို့ကြောင့်သူတို့နှစ်ယောက်ကပီတာထောင်ခန့်ကောက်ကိုရောက်လိုက်တဲ့အချိန်တွေတိုက်ခိုက်မှုကရုတ်တရက်ရောက်လာပါတယ် ရကြီးကသူတို့နှစ်ယောက်ကိုအစိမ့်မှန်တက်ခတ်ခြင်းမရှိပါဘူး။ထိုစားကြောက်စရာကောင်းတော့လေးတိုင်းတစ်ခုကလေးခါနေကိုထိုးပေါက်သွားပြီးဟုံကလန်မှာအကြီးကဲနှစ်ယောက်ရဲ့ခန္ဓာကိုယ်တွေကိုထိုးပေါက်သွားပါတယ်။အလုံးကြောက်ရအောင်တော့လေးတိုင်းနဲ့ရင်ဆိုင်တဲ့ခါသူတို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်ကလည်းပြင်းထန်အောင်လျှောက်သွားပါတယ်။သူတို့ကအိုဟိယမေအချိန်မရတော့ပဲချက်ချက်ချင်းပောက်ကွက်ပြီးပြက်ကွက်သွားပါတယ်။အကြီးကနှစ်ယောက်လုံးကလုံးဝပြောက်ကွက်မသွားသေးခင်သူတို့ရဲ့လက်ထဲရှိနေတော့လက်ကျန်ဆွမ်းနဲ့ဟိုရန်နဲ့ဟိုလီတို့ကိုအဝေးကိုတွန်းမလိုက်ပါတယ်။ သူတို့ကအဝေးကိုပြန်တော့ကြပါလိမ့်။ရှောက်ရှုံးကအဝေးကိုပြေတော့တော့ခွန်ရနဲ့ဟွန်လူတို့ကိုကြည့်ပြီးတက်စီချင်းမရှိပါဘူး။သူ့ရဲ့မျက်လုံးထဲထဲချက်ရှိပွင့်တိုင်းဥစားနှစ်ယောက်ကပျော်စိတ်သက်သာအဆင်ပြေမရှိတော့ပါဘူး။အေယာမလက်ကြီးကြောင့်ဟွန်ကလန်မအကြီးကနေကပျော်စိတ်သွားပြီးမေကြီးကပင်တုံ့ခွာလာပါလိမ့်။ဖုံးမှုများလည်းနေရာအနှံ့ကိုပြန်နေတော့ပါလိမ့်။ပီတာထောင်ခန့်ကြီးမှပြီးအဆုံးမရှိတော့တင်မော့ကြီးကလည်းရှောင်းတို့ဖဲရှင်းရင်ပေါ်လာပါလိမ့်။ရှောင်းတို့ကလည်းအဆုံးမဲ့တင်မော့ကြီးကိုကြည့်ပြီးပင်းနဲ့ချက်လိုက်မကြပါလိမ့်။သူကတော့အဖက်ဆွာများအနေနဲ့ကြောက်စရာကောင်းနေပါလိမ့်။ ဒီမကောင်းဆိုးကတိုက်ခိုက်တဲ့အချိန်မှာအရင်တော့လို့ရက်ဆက်နေသေးပါလားသူတို့ဆန်ရှူတောင်းကအဆန်းဝဲအဖိုးရဲ့လက်တချက်ထင်းနဲ့တောက်ကွက်သွားတော့တိုင်းသူတို့ဆန်နေရောက်ကိုကြည့်လိုက်ပါတယ်သူကလည်းဒရိုင်းကိုမချလိုက်ပြီးအနေငယ်ဝန်တက်သွားပါတယ်ကံအောင်ထမပါပြီယနေ့တော့သူကဝင်ရောက်ကူညီပေးခဲ့ပါတယ်ကောင်းဝဲကြီးပေါ်နေအဆန်းဝဲအဖိုးကဟွန်ကလန်မှာအကြီးကဲနေရောက်ကိုအလွယ်တကူရှင်းပြပြီးမှပြန်လဲလာပါတယ်သူကခုချင်းရောက်ကိုကြည့်ပြီးရှောင်းကိုလက်ကြည့်လိုက်ပါတယ်ထို့အဆန်းဝဲအဖိုးကသူ့ကိုစိုက်ကြည့်နေတဲ့အချိန်တွင်ရှောင်းရဲ့ခံတော်ပြတဲ့ရှင်းရတော့သွေးများလည်းလှိမ့်မစွန်နဲ့စည်းစင်းလာတယ်လို့ထင်မှတ်ရပါတယ်ရှောင်းကလည်းရင်းနှီးနဲ့ဆက်လူရှောင်းမှုများကိုထိန်းချုပ်ထားလိုက်ပြီးခေါင်းမိုးကျလိုက်ပါတယ် မျိုးလုံးနဲ့ဆောင်အားလေးရက်နဲ့ဆုံးရသွားပါတယ်သူတို့ကအချင်းချင်းစိုက်ကြည့်နေဒီမှာအချင်းတော်လေးကိုကြားပါတယ်နောက်ဆုံးနဲ့တော့အဆဲဝင်အဖိုးကပြုံးလိုက်ပါတယ်ထိုးပြုံးကလက်ဆိုင်ချင်းမရှိပဲရှောင်းတော်တော်သွေးသားရင်ချာတယောက်လိုယင်းဒီတော့ခန်းစားမှုတစ်ခုခန်းစားလိုက်ရပါတယ်နောက်ဆုံးတော့ရှောင်းကလန်းလူတယောက်ကရောက်လာခဲ့ပြီငါးနှစ်ပေါင်းများစွာကြာအောင်စောင့်နေခဲ့ရတာအချင်းကြီးမဖြစ်တော့ဘူးအဆဲဝင်အကြီးကလေးရက်ကိုရှောင်းလိုက်ပြီးရှောင်းရဲ့ရှိနေဖင်းချင်းဆောင်နဲ့ပေါ်လာပါတယ်ထိုးတော်ရှောင်းကတော်တော်လေးပြောလိုက်ပါတယ်ထိုးတဲ့နဲ့လေခုံယူမှုများစိတ်သက်သာရမှုများအပြည့်နေပါတယ် ျွန်တော်ရှောင်းဝန်းကဘိုးဘေးကိုဂါရဝပြုပါတယ်နောက်ဆုံးနဲ့တော့အဆန်းဝေအဖိုးရဲ့စကားကိုကြားတဲ့အခါရှောင်းဝန်းကလည်းရင်ထဲရှိဆဲလူရှောင်းဝန်းများကိုခံနိုင်မရှိတော့ပါဘူးရှောင်းဝန်းကချက်ချင်းဒူထောက်လိုက်ပြီးရှောင်းကလန်နဲ့အလေးစားအောင်ဘိုးဘေးကိုအယူသေးပြလိုက်ပါတယ်ဟာဟာဟာရှောင်းဝန်းနမဲကောင်းပဲအဆန်းဝေကြီးကရပြုံးလေပြုံးလိုက်ပါတယ်သူကလည်းရှောင်းကိုမတည့်ရခိုင်လိုက်ပြီးခေါင်းကိုပုတ်ပြီးပြောလိုက်ပါတယ်မင်းကကောင်းကင်အုပ်ကြီးထဲကိုဝင်လာတဲ့ချိန်ကစပြီးငါကမင်းရှိနေရကိုခက်စားမိတယ်။လမ်းတစ်လျှောက်မှာမင်းရဲ့ဆွမ်းရည်ကလည်းအတော်လေးကိုကောင်းတယ်။ ရှောင်းကခေါင်းကိုကိုလိုက်မိပါတယ်။သူ့ရဲ့ဘိုးဘေးကဘလို့လူတယောက်ဖြစ်ကြအောင်ရှောင်းကလည်းနားလည်ထားပါတယ်။ထို့ကဲ့သို့လူတယောက်ပဲယခုလိုချီချူရသည်မှာအလုံးအခက်ခဲတဲ့အရာတစ်ခုဖြစ်ပါတယ်။ကျွန်တော်ဂူချင်းကအကြီးကဲရှောင်းရှုံးကာရောပြုပါတယ်။ဂူချင်းကရှွှဲရနဲ့အခြားလူများလည်းရှောင်းရှုံးကိုရိုးတင်နဲ့ဥညွှန်လိုက်ကြပါတယ်။သူတို့ရဲ့ရှင်းနေရှင်းတော့လူတွေတွေ့ရမယ်ဆိုရင် Google နဲ့ရှိ Clan ကောင်းဆောင်ပဲတလေးတစားနဲ့ဆက်ဆံရရင်ဖြစ်ကြအောင်သူတို့အလုံးကနားလည်နေပါတယ် Google လူတွေဟိုးရှောက်ရှုံးကပြောလိုက်ပါတယ်သူကဂူချဲတို့အဖဲကိုကြည့်ပြီးပြောလိုက်ပါတယ် မင်းတို့ခုကလန်အရင်ကနဲ့သဘောတူထားခဲ့တဲ့အတိုင်းအပြေအဝမလိုက်နိုင်ခဲ့ဘူးထိုစကားကိုကြားတဲ့အခါဂူချင်းရဲ့နှဖူးမှာချွတ်တိချွတ်ပုံများစင်းလာပါတယ်သူကလော်ရီဂျင်းနဲ့တုတ်ပြန်လိုက်ပါတယ်အကြီးကဲရှောက်ရှုံးကလန်ထဲမှာရှိတဲ့လူအ ਨੇ စုလောက်ပဲစန့်ကျင်ကြတာပါကလန်ကောင်းဆောင်တော့အခုချိန်ထိအဲ့သဘောတူညီမှုကိုလိုက်နာပါသေးတယ်ရှောက်ရှုံးကတော့ဘာပြန်ပြောပါဦးသူကဘေးနဲ့ရင်းနေတော့ရှင်းအောင်ကြည့်ပြီးပြလိုက်ပါတယ်မင်းရဲ့မွေးရပါဆွမ်းကဂူရန်နဲ့အတော်လေးကိုတူတာပဲဂူရန်ကကျမရဲ့အဖေပါရှင်းရန်ကရိုးအသိနဲ့တုတ်ပြန်လိုက်ပါတယ် သူမရှုံရှုံကြည့်နေမျိုးလုံးထိုင်လည်းမသိချသလိုခန်းစားနေရပါတယ်။သူကရှောင်းရဲ့အကြီးကဲဟုတတ်မှတ်နိုင်ပြီးလုံးလိုက်ဆွမ်းရလေအပြေဝါရှိပါတယ်။ထွက်တော့သူတို့ကပထမဆုံးအချိန်တွေ့ရတဲ့အချိန်တွေသူမအပေါ်အထင်သေးမှကိုသူမကမလို့ချင်ပါဘူးလက်ရှိရှောက်ရှုံးကအစစ်မှန်လူတယောက်မဖြစ်တော့လဲသူမကတော့ထုတ်ကဲ့သို့မဖြစ်ချင်ပါဘူးမင်းရတကယ်ပဲသူ့ရဲ့သမီးကိုဒါကြောင့်လေမင်းကနဖျားဆင်းမွေးရပါဆောင်းကိုပိုက်ဆင်လာတာကြည့်ရတာနောက်ပိုင်းမျိုးဆက်တွေကအရင်မျိုးဆက်တွေထက်တော့ပိုပြီးတော့ထူးထွန်းထက်မှတ်နေရပဲရှောက်ရှုံးကခေါင်းကြီးပြလိုက်ပါတယ်ထွက်တော့သူကရှောင်းနဲ့ရှုံးရတို့တလက်စီလက်ကြည့်ပြီးပြောလိုက်ပါတယ် ဒါပေမဲ့ငါတို့ရှောင်းကလန်ကတော့အသာစီးရနေသေးရပဲရှောင်းရှင်းပြောတဲ့စကားရဲ့အဓိပ္ပာယ်ကိုနားလည်ရတဲ့အတွက်ရှင်းရရင်မနာတော့ရှင်းမှုကြောင့်နေရလာပါတယ်မင်းကအယုံဆုံးပြန်လိုက်တော့နောက်ပိုင်းကျရင်မင်းကဒီကောင်းရဲ့အုပ်ကူကြီးထဲမှာဆက်ပြီးတော့ရှင်းနေရလိမ့်မယ်ထို့နောက်ရှောင်းရှင်းကသူတို့စင်ရှူတောင်းကိုကြည့်ပြီးပြောလိုက်ပါတယ်ကျေးဇူးတင်ပါတယ်အကြီးကဲရှောင်းရှင်းထို့သူကောင်းကိုကြားလိုက်ခါသူတို့စင်ရှူတောင်းကိုဝမ်းသက်တော့ပါတယ်သူကလည်းလက်နှစ်ဖက်ဆုပ်ပြီးရိုးတင်နေပြောလိုက်ပါတယ်ထို့ကောင်းရဲ့အုပ်ကူကြီးထဲတွင်စွမ်းအင်ခံတော်ကိုများစွာရှိပါတယ်ထို့ပြင်သူထက်ပိုကြီးအဆောင်ရက်တော်လူတော်များလည်းရှင်းနေကြပါတယ် တို့ရတယ်ရှောက်ရှုံးရဲ့စကားကြောင့်ထိုဆန်းရိတ်ခံတော်ကများသူ့ကိုပြစ်မှတ်မထားကြတော့ပါဘူးထိုစကားများကိုပြောလိုက်ပြီးတော့သူတို့စင်ရှူတောင်းကဆက်မနေရဆုံးဖြတ်လိုက်ပါတယ်သူကရှောင်းအောင်နှုတ်ဖက်ကိုလက်နှစ်ဖက်ဆုပ်နှုတ်ဆက်လိုက်ပြီးအလင်းနဲ့တစ်ခုဖြစ်အဝေးရင်ပြတ်ကွက်သွားပါတယ်အုတ်ကုစီကိုတွားရအောင်ကောင်းကင်အုတ်ကုကြီးကြောင့်ငါမချခနာထလှလို့မရအောင်မင်းတို့အခုမြင်နေရတာငါရဲ့ရေတစ်ခုတသာပဲသူတို့စင်ရှူတောင်းကထထားတဲ့ချိန်တွင်ရှောက်ရှုံးကရှင်းပြလိုက်ပါတယ်ထိုစကားကိုကြားတဲ့အခါဂူချင်းတို့ဖက်ရရှင်နေလေအလုံးမထိုင်နေတော့ပါတယ်အရေးတစ်ခုထဲရပဲလက်တစ်ဖက်မြောက်လိုက်ရင်လည်းကျဲတပွင့်တိုင်းသူတို့စင်အစင်စွိုင်းခဏကုန်တစ်ခုကိုတတ်လိုက်ပါတယ် အကယ်၍သူ့ရဲ့စိတ်မခနာဘူးဒါဆိုရင်ကဘာကြီးတစ်ခုလုံးပင်ဖျက်ဆီးနိုင်တဲ့အဆွမ်းမျိုးပိုင်ဆနာပါတယ်မင်းရဲ့ရှင်နှမ်းမှာမရှင်းတဲ့အကြောင်းအရာမများကြီးရှိမဲ့ထင်တယ်ငါတော့လိုက်ခဲ့ပါငါဒီနေ့ကိုစောင့်နေတာအရန်ကိုကြာနေပြီကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကြည့်ရှုပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်